ခုနောက်ပိုင်းဦးဇင်းတို့လူတွေအစုလိုက်အပြုံလိုက်တေးတာတွေကိုနာမြေပြိုလို့လူတွေအစုလိုက်ပြုံလိုက်တေးပြန်ပြီဒီနာရေကြီးလို့လူတွေအစုလိုက်ပြုံလိုက်တေးပြန်ပြီအဘနိုင်ငံလေရင်ပြတ်ကြလို့လူတွေအစုလိုက်ပြုံလိုက်တေးပြန်ပြီလားခဏခဏတို့တွေ့နေတယ်မကောင်းတဲ့ဟာတွေတိတ်မလောက်ကြနဲ့တော့နော်ကဘာကြီးကက်ဆေးနေပြီအဲ့တော့ဥပိ္ပစေကကံနေနဲ့နော်ကာတရင်နေအိမဲဆိုတာမသိဘူးဒါအသေးဆိုးတွေပဲအသေးဆိုးနဲ့တေးကြတာအဲ့တော့ဟိုစကလုံးသုံးလုံးလေးကတော့ကြားကောင်းချင်းမှာကြားကောင်းမယ်အသေးဆိုးနဲ့မသေးချင်ဘူးဆိုရင်ဦးဇင်းတို့ဒီချိန်နေ့ ားလုံးမင်္ဂလာပါမွေး channel လေးဟန်ကြိုဆိုလိုက်ပါတယ်မိုတီနေတဲ့ချက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့အိန္ဒိယမှာလင်းတက်ကြမှုနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်တော့နောက်ွယ်ကအတောင်ရင်ဖြစ်ရမှန်ကိုဒီဖုန်းဖုန်းကြီးကနေပြီးတော့ပြက်လာတာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်အစုံပါတယ်ပေါ့နော်အခုနောက်ပိုင်းလူသေးပြက်ပြီးများလာတာနဲ့ပတ်သက်ပြီးတော့လည်းပြက်ပြက်လာတာပဲဖြစ်ပါတယ်ကြည့်တဲ့အမျိုးတွေလည်းကျွတ်တဲ့ပစ္စည်းကောက်ကိုလို့ရအောင်လို့ဘူးတူတက်နေနဲ့ပြက်နေမြောင်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစာရိုက်ကြရအောင်နော်ခုနောက်ပိုင်းဆိုတော့လူတွေအစုလိုက်အပြုံလိုက်တေးတာတွေနော်ဟိုမှတ်မှတ်ရရပြောရလို့ရှိရင် ကိုဗစ်ကာလလောက်ကလေးကတွေ့ရတယ်မြန်မာနိုင်ငံနဲ့တကွအရာနှံပြားမှာပေါ့နော်အဲ့တော့ဒါတရားပါကြောင့်ဖြစ်ကြတာတော့ဆိုတော့ချုံပြောရင်ကတ်ဆိုင်နေတာကဘာကြီးမှာမနေ့ကပဲဦးဇင်းတို့ကြည့်ပေါ့ Air India လေချောင်းအိန္ဒိယလေချောင်းလိုင်းတစ်ခုပြတ်ကြသွားတာအဲ့ဒီထက်မှလူပေါင်း242ဦးပါတယ်တဲ့နော်အိန္ဒိယအိန္ဒိယကလူမျိုးတွေအများဆုံးပေါ့အိန္ဒိယလူမျိုးတွေအများဆုံးပါတယ် အဲ့တော့ဒါတွေဟာဦးဇင်းတို့ခဏခဏတွေ့နေရတယ်။ ඕ နာမြေပြိုလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီ။ဒီနာရေကြီးလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီ။ဟိုဘက်နိုင်ငံလေရင်ပြတ်ကြလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီလား။ခဏခဏတွေ့နေရတယ်။အဲ့တေးခြင်းတရားနဲ့ပြောမယ်ဆိုလို့ရှိရင်ဟိုမြတ်စွာဘုရားလည်းဟောထားပြီးတာတေးခြင်းတရားဟာမျက်စိတမင်လျှက်တဲ့အသွင်းမှာကိုယ်တော်လည်းမဆက်မီဆန်တော်လည်းမကိုင်းမီမှာတေးနိုင်တယ်လို့မြတ်စွာဘုရားကဟောကြားထားတာဖြစ်တဲ့အတွက်ဒါကတော့တခဏထားပါဘော။ ဲ့တော့တေခြင်းတွေကိုဦးဇင်းတို့ပြန်ကြည့်လိုက်ရင်တေခြင်း၄မျိုးရှိတဲ့အထက်မှာအခုဘာကံတွေနဲ့တည်နေကြတာလဲဆိုတော့ဥပ္ပစ္စတိကကံလေဥပ္ပစ္စတိကကံဆိုတာကအဲ့အရှိကဟာလေးကိုပြောမှတို့နားလည်ဖို့ပို့ပြီးလွယ်မှာပေါ့တေခြင်း၄မျိုးရှိတဲ့အထက်မှာနံပါတ်၁ကကံကုံဝင်လဲတည်နိုင်တယ်ပြီးအသက်တတန်းကုံဝင်လဲတည်နိုင်တယ်ပြီးလို့ရှိရင်အသက်ကံ၂မျိုးလုံးကုံပြီးတော့လဲတည်နိုင်တယ်နောက်တစ်ခုနံပါတ်၄ကဥပ္ပစ္စတိကကံခေါ်တဲ့ ကံကုံအတက်ကုံကံကုံလို့တည်နိုင်တယ်အတက်ကုံလို့တည်နိုင်တယ်ကံအတက်နှစ်ပါးကုံလို့တည်နိုင်တယ်ပြီးရင်ကံရောအတက်ကောမကုံသေးဘူးဒါပေမဲ့ဥပိ္ပစေတကကံအဲ့ဒီအတက်ကံနှစ်ပါးလုံးမကုံမဲနဲ့နော်တည်သွားတယ်ဆိုလို့ရှိရင်ဥပိ္ပစေတကကံကြောင့်တည်တာအဲ့ဒါအတက်ပြီးတည်တာလင်းပြတ်ကြပြီးတည်တာလို့ဆိုတာကတော့အတက်တန်းအပြင်ရတော့တော့မကုံသေးတဲ့လူတွေများတယ်ဘာကြောင့်ဒီထဲမှာ340အရွယ်လေးလေအကံကုံတာကတော့ဒါမပြောတတ်ဘူးပေါ့နော် ဖြစ်နိုင်တာကတော့အသက်ကံနှစ်ပါးလုံးမကုန်ဘဲနဲ့ဥပိ္ပစိတ္တကံကြောင့်သိတာလည်းဖြစ်နိုင်တယ်။အဲ့တော့ဥပိ္ပစိတ္တကံတွေဘာကြောင့်ဖြစ်တာတုံးဆိုလို့ရှိရင်အသက်ကုံမှာကြီးတဲ့ပုံကူတွေကိုစော်ကားလို့အဲ့ဒီဥပိ္ပစိတ္တကံတွေဖြစ်ရတာဥပိ္ပစိတ္တကံတွေနဲ့ကြုံရတာ။ဘာကြောင့်လို့ဆိုတော့သူကကံတွေအကြောင်းကိုပြောလို့ရှိရင်ဦးဇင်းတို့အင်မတော်ကနည်းနည်းတည်းရှုပ်ထွေးတယ်။အဲ့ဒီထဲက ဒီဥပ္ပစေတကကံလို့ခေါ်တဲ့ကံပေါ့တနည်းအားဥပ္ပခါတကကံလို့လည်းသူကိုခေါ်တယ်တဲ့အဲ့ဒီကံကသူကကုသိုလ်တွေအားနေတဲ့ချိန်ကိုစောင့်နေတာတဲ့ကုသိုလ်တွေအားနေတဲ့ချိန်မှာသူကဝင်ပြီးတော့အချိုးပေးတာမကောင်းတဲ့ကံပေါ့နော်အဲ့တော့ဒီဥပ္ပခါတကကံမှာလည်းမကောင်းတဲ့ကံအကုသိုလ်ကြီးရှိတာမဟုတ်ဘူးကောင်းတဲ့ကုသိုလ်လည်းရှိတယ်နောက်ကုသိုလ်ဥပကရကကံအကုသိုလ်ဥပကရကကံအဲ့ဒီဥပကရကကံကတနည်းအားဖြင့်ဥပိ္ပစေတကကံလို့ခေါ်တယ်တဲ့နော်အဲ့တော့ဥပကရကကံတနည်းအားဖြင့်ဥပိ္ပစေတကကံပေါ့ အရိကံကဘလို့လဲဆိုတော့သူကကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိတယ်ဥပမာကုသိုလ်အားနေနေတဲ့ချိန်ဆိုလို့ရှိရင်အကုသိုလ်ဥပါကာရကကံဝင်ဖြတ်ဥပမာတတန်းစစ်နေရဖို့ကုမာရှိပင်ရှိ냐တော့လေကုသိုလ်ကအားနေနေတယ်နော်စဏ္ဍကကံလို့ခေါ်တယ်အဲ့ဒီကုသိုလ်အားနေနေတာကိုဟိုဘက်ကဥပါကာရကကံအားကြီးနေပြီဆိုလို့ရှိရင်အဲ့ဒီဥပါကာရကကံအနိုင်ယူရတာအကုသိုလ်ကံလေးကိုအဲ့ဒါလို့ပဲ အကုသိုလ်ဥပကာရကကံကအာကြီးနေမယ်ဆိုလို့ရှင်အကုသိုလ်ကံကိုအနိုင်ဥမာအဖြစ်ပြောမယ်ဆိုလို့ရှင်ဦးဇနုအဲအစားတစမင်းဟာနောက်ဆုံးမြတ်စွာဘုရားရှင်ကိုစီးကပ်ပြီးတော့ဟိုတောတာပန်တော်မတည်ဝဘူးဥပဒကအဖြစ်ခံယူသွားတယ်အမှန်တမ်းကြီးညူတယ်ပုထုရှင်ပုဂ္ဂိုလ်တွေမှာဇာတတမင်းလောက်ဘုရားတရားတန်ခါရဏသုံးပါးကိုကြီးညူတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ထာကထာမှာဖွင့်အဲ့တော့အဲ့လိုပုဂ္ဂိုလ်မျိုးကိုအဲ့လိုပုဂ္ဂိုလ်မျိုးကဘာကြောင့်ငရေကြရတာတော့ဝေစီငရေမကြပဲလောကကငရေကြပါလားနော် ခြုံပြောရင်ငရဲကြွားတယ်။ဘာကြောင့်ငရဲကြွားတော့ဒီမှာကုတုတွေလုံးဘာကြောင့်လို့ဆိုတော့ဟောကအကုတုဥပကရကကံကဒီကုတုကံထပ်ပို့ပြီးတော့အင်အားကြီးနေ။အဲ့တော့ကြောင့်ဒီကုတုကံကိုသူကအနိုင်ယူပလိုက်တယ်။အနိုင်ယူပြီးတော့လောကကုံမီငရဲကိုချပလိုက်တယ်။တကယ်ဆိုလို့ရှိရင်တော့ပိသန္တရိယကံထိုက်ထားတာပိသန္တရိယကံတွေကထေရှားသုံးပြောရင်ဖေတတ်တဲ့ကံပေါ့။အဲ့ဒီကံကြီးထိုက်ထားတဲ့ပုံကတော့ဝေစီငရဲကြွား။ဒါပေမဲ့ ည်းနည်းလေးတော့တတ်တာပါတယ်ဥပကာရတုတ်ပေမဲ့ငရေကနေလုံးဝမလို့ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ခုနကပြောတဲ့ကုသကံကိုအဲ့ဒီအကုသဥပကာရကကံကဘူပြီးအာကြည့်နေရဖြစ်တော့အနိုင်ယူပါတာကြီးတဲ့လူကငယ်တဲ့လူငယ်တဲ့လူကြီးတဲ့လူအနိုင်ယူလို့ပဲပေါ့အဲ့ဒါလိုပဲကုသတွေအာကြည့်နေမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီကုသဥပကာရကကံအကုသကံလေးတွေကိုအနိုင်ယူနိုင်တယ်တဲ့ဘာကြောင့်လဲဦးဇင်းတို့အင်္ဂုလိမာလာကြီး လူပြည့်စင်ကာလကလူတွေတက်တယ်လေလက်ညှိုးတွေဖြတ်တယ်အဲ့ဒီအကုသိုလ်ကံရှိတယ်အဲ့ဒီအကုသိုလ်ကံကအရိယာမတ်တီးဟူသောကုသိုလ်ကံလောက်သူကအာမကြီးဘူးအရိယာမတ်ကုသိုလ်ကအင်မတန်မှအာကြီးတာဖြစ်တဲ့အတွက်အဲ့ဒီသူတက်ခဲ့တဲ့အကုသိုလ်ကံတွေကိုကုသိုလ်ဥပကရကကံကအနိုင်ယူပြီးတော့အကျိုးပေးသွားတယ်နော်အဲ့တော့ပြောချင်တာကဦးဇင်းတို့ကုသိုလ်ကံတွေအားနည်းနေပြီဆိုလို့ရှိရင်ဥပကရကခေါ်တယ်ဥပိ္ပစေတကံတွေကဝင်ရောက်ပြီးတော့အကျိုးပေးတတ်တယ် အဲ့ဒါလေးကိုမမေ့နဲ့အဲ့တို့ကြောင့်အရှင်မြတ်အဲ့ဒါဆိုလို့ရှိရင်လေဥပ္ပစေတကကံနဲ့မတည်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကြီးတဲ့ပုံကိုယ်တွေနော်အတက်ကုံကကြီးတယ်ဆိုတော့အတက်ကုံကိုယ်ကကြီးတဲ့ပုံကိုယ်တွေကိုရှ िख ိုးတဲ့အယူသေးပြူတဲ့မလေးမစားမလုံးနေတဲ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကံတွေနဲတယ်အဲ့ဒီကံတွေကိုပယ်ဖြောက်လို့ရတယ်နောက်တစ်ခုကတော့ခြုံပြီးပြောရင်ကုသိုလ်မများလို့ပေါ့ကုသိုလ်အားကြီးနေမဲ့ဆိုရင်ဥပ္ပစေတကကံမဝင်နိုင်ဘူးတဲ့ ဝင်ပြီးမလုံနိုင်ဘူးတဲ့เนาะအဲ့တော့အခုတည်နေကြတယ်တည်နေကြတယ်တွေ့နေရတာဒါဦးစင်းတို့လည်းဒီ6လပိုင်း28ရက်နေ့ထိုင်းနိုင်ငံမာချူလာတက္ကသိုလ်မှာတွားပြီးတော့ပညာသင်ပါလေရင်စီးရမှာပဲနေရာတွေပြောင်းအောင်မယ်ဘယ်အကုသူကံနဲ့ဦးစင်းတို့တည်မယ်ဆိုတာမသိဘူးဒါအသေးဆိုးတွေပဲအသေးဆိုးနဲ့တည်ကြတာအဲ့တော့ဟိုစကလုံးသုံးလုံးလေးရတော့ကြားကောင်းခြင်းမှာကြားကောင်းမယ်အသေးဆိုးနဲ့မတည်ခြင်းဘူးဆိုရင်ဦးစင်းတို့ဒီချိန်နဲ့အကုသူတွေကောင်းကောင်းလုပ်ဖို့ နေစဉ်အာဆန်နီကန်ကုသိုလ်တွေကိုးနောက်ပါမဲ့ကုသိုလ်တွေဘာကြောင့်လဲအဲ့ဒါတွေလောက်ကတာတော့ဆိုရင်အချိန်မျိုးတည်သွားနိုင်တယ်အခုသွားတဲ့ထဲမှာရှိဆက်ဖီဆွဲထားတဲ့ပုံလေးတစ်ပုံတွေ့လိုက်တယ်မိသားစုပုံလေးသူတို့တည်မယ်လို့ဒါနောက်ဆုံးပုံလို့နောက်ဆုံးဓာတ်ပုံရိုက်လိုက်ချင်းလို့သူတို့ဖယ်တိပါမလဲနော်တည်မတာတည်သွားတာတည်တာတော့တည်တည်ချင်မှတည်လိုက်ပါအဲ့တော့ဦးဇင်းတို့ဟာချိန်မျိုးတည်သွားနိုင်တယ်ချိန်မျိုးတည်နိုင်တယ် မကောင်းတဲ့ဟာတွေတိတ်မလုပ်ကြနဲ့တော့နော်ကဘာကြီးကက်ဆေးနေပြီအဲ့တော့ဥပိ္ပစေကကံနေနဲ့နော်ကာတိုက်ရင်နစ်မြင်းငင်လောက်တိုက်ပြီးလေရင်ပြတ်ကြကာစီရဒါသေးဟာဥပိ္ပစေကကံနေအဲ့ဒီဥပိ္ပစေကကံနေတဲ့ကိုမပါရအောင်ဘယ်လိုနေရမလဲဆိုတော့မိကပြောတဲ့ကုသိုလ်များများလုပ်ပြီးတော့ကုသိုလ်ကံနေအားကောင်းနေလို့ရှိရင်အကုသိုလ်ကံကမဝင်နိုင်ဘူးဒါကြောင့်ကုသိုလ်တွေများများပြုလုပ်ပြီးတော့အားလုံးနေနိုင်ကြပါစေလို့ဆန္ဒပြုပါတယ် ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုတွေတော့ဒီလောက်ပါပဲဗီဒီယိုရဲ့မှာဆိုလို့ရှိရင်တော့ဖုန်ဖုန်ကြီးကတော့နောက်လူတွေကြွတိပစ်စစ်ကောက်ကိုလို့ရအောင်လို့ဘဟုတုတအနေနဲ့ပြန်လဲမိန့်ထားတာပေါ့နော်ချိတံမျိုးတွေနဲ့ဘုဒ္ဓတာသင်္ကန်းစာတွေရလိမ့်မယ်လို့လည်းမျှော်လင့်ပါရှင်ဒီဖုန်ဖုန်ကြီးကိုလက်ချေစုအများကြီးတင်ပါတယ်နောက်ထပ်လည်းမူဆက်ရီတဲ့နေဟာတာဗီဒီယိုတွေဘုဒ္ဓတာရက်စာဗီဒီယိုလေးတွေကိုလေ့စင်နေတိဆက်ပြီးတော့မှမို့မော channel လေးကို like နဲ့ subscribe နဲ့တောက်ဖို့တောက်စပါရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေရဲ့ထင်မြင် subscribe တွေရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေရေးခဲ့ပြီးလို့ရပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တတ